ဝေဖန်မှုတွေမြင့်တက်နေတဲ့အခြေအနေမှာ American ဒုတိယသမ္မတ JD Vance က Greenland ကျွန်းကိုသွားရောက်လဲပတ်မယ်လို့သိရပါတယ်။မူလက March 28ရက်နေ့ခရီးစဉ်ဟာဒုသမ္မတကတော့ Asha Vance ပဲသွားရောက်မယ်လို့စီစဉ်ထားရကနေအခုတော့ဒုသမ္မတ Vance ကိုယ်တိုင် လိုက်ပါသွားမယ်လို့သိရပါတယ်။ဒုသမ္မတဇနီးမောင်နှံဟာ ဂရင်းလန်ကျောင်းမှာရှိတဲ့ Bitufik အာဂါသစခန်းမှာတက်ဆွဲထားတဲ့အမေရိကန်စစ်သည်တွေကိုတွားတွေ့ပြီးအာတိတ်ဒေသလုံးကျုံရေးကိစ္စတွေကိုဆွေးနွေးသွားမယ်လို့အင်ဖြူတော်ကထုတ်ပြန်ပါတယ်။အမေရိကန်မှာဒေါ်နယ်ထရမ့်သမ္မတဖြစ်လာတဲ့နောက်ဂရင်းလန်ကျောင်းကိုအမေရိကန်ပိုင်နဲ့အဖြစ်သိမ်းသွင်းနိုင်ဖို့လှုံ့ဆော်မယ်လို့ကြေညာထားပြီးဝေဖန်မှုတွေမြင့်တက်နေတဲ့အချိန်မှာ fans ကအဲ့ဒီကျောင်းကိုတွားရောက်ဖို့စီစဉ်ခဲ့တာပါ။ဒိမလက်အောက်ခံဖြစ်ပြီးကိုပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ Greenland ရဲ့ပြည်သူအများစုကတော့ American ပိုင်နဲ့ဖြစ်ရက်တီဖို့ကိုမလိုလားကြောင်းအတိအလင်းသဘောထားပြသထားပါတယ်။တစ်ဖက်မှာလည်းမကြသေးခင်ကကျင်းပပြီးစီးခဲ့တဲ့ Greenland ရွေးကောက်ပွဲမှာဒိမတ်လက်အောက်ခံအဖြစ်ကနေခွဲထွက်လို့တဲ့အတိုက်ခံအင်အားစုတွေကအနိုင်ရထားတာပါ။မူလကဒုသမရကတော်အက်ရှာဟာ Greenland ကိုယဉ်ကျေးမှုဆိုင်ရာခရီးစဉ်တစ်ခုသွားရောက်ဖို့ကြိုးစီစဉ်ထားတာဖြစ်ပြီး March 25ရက်နေ့မှာတော့ဒုသမရကိုယ်တိုင်လိုက်ပါမယ့်အကြောင်းကိုကြေညာခဲ့တာဖြစ်ပါတယ်။ Greenland အာဏာပိုင်တွေကတော့ဒုသမရကတော်ရဲ့ခရီးစဉ်ကိုချိန်ညချင်းကလေးကအပြင်းအထန်ကန့်ကွက်ဝေဖန်ခဲ့ကြသလိုလေးစားမှုကင်းမဲ့တဲ့လုပ်ရအဖြစ်ဆဆွဲခဲ့ပါတယ်။ဒါ့အပြင် American အစိုးရရဲ့အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ Mike Walls ကလည်းတရားခရီးစဉ်အဖြစ်အခုသတင်းပတ်ထဲမှာ Greenland ကိုတွားရောက်ဖို့ရှိနေပါတယ်။ Greenland ဟာအာတိတ်နဲ့ Atlantic သမုဒ္ဒရာတွေရဲ့အဆက်မှာတည်ရှိပြီးကမ္ဘာပေါ်မှာအကြီးဆုံးကျွန်းဖြစ်ပါတယ်။ ဂျိမ်းဘတ်ဟာနိုင်ငံရဲ့ကမ်းရိုးတန်းအလွန်ကီလိုမီတာ3000နီးပါးလောက်กว่าမှာရှိတဲ့ကျွန်းကိုထိန်းချုပ်ထားခဲ့တာနှစ်ပေါင်း300ဝန်းကျင် ကြာမြင့်ခဲ့ပြီးပါပြီ။အမေရိကန်ကတော့ဒုတိယကမ္ဘာစစ်တုန်းက Greenland မှာစစ်အခြေစိုက်စခန်းတစ်ခုထားရှိခဲ့တဲ့နောက်ပိုင်းအဲ့ဒီကျွန်းကိုလုံခြုံရေးရှုထောင့်ကနေတောက်လျှောက်စိတ်ဝင်စားမှုရှိခဲ့ပါတယ်။ Pitufik Agatha စကန်ဟာအမှန်တကယ်မှာတော့ဒုံးကျည် NDA 3ပေးရေးလေချောင်းကာကွယ်ရေးနဲ့စစ်ထောက်နှံရေးမစ်ရှင်တွေကိုကင်တွယ်တဲ့အစ်စစ်စကန်တစ်ခုလည်းဖြစ်ပါတယ်။ fans ကတော့လူမှုကွန်ရက်မီဒီယာ X မှာဗီဒီယိုတစ်ခု တင်ထားခဲ့ရမှာ သူ့ဇနီးရဲ့ Greenland ခရီးစဉ်ကစိတ်လှုပ်ရှားစရာတွေအများကြီးနဲ့ပြည့်နှက်နေကြောင်းအဲ့ဒီပျော်စရာတွေကို Asha တယောက်တည်းမဟုတ်ပဲသူပါခန်းစားခြင်းလို့ကိုရိုင်းလိုက်ပါသွားမှာဖြစ်ကြောင်းပြောကြခဲ့ပါတယ်။မကြာသေးခင်ကကောက်ယူထားတဲ့လူထုအမြင်စစ်တမ်းတွေအရ Greenland ပြည်သူအလုံးရဲ့80ရာခိုင်နှုန်းနီးပါးဟာဒိမောက်စီကနေလွတ်လပ်ရရချင်တယ်လို့သဘောထားမှတ်ချက်ပေးခဲ့ပါတယ်။ အမေရိကန်ရဲ့အစိပ်အပိုင်းဖြစ်လာတဲ့ဆိုတဲ့အတွေးကိုစန့်ကျင်သူကတော့အဲ့ဒီထက်ပိုများနေတယ်လို့သိရပါပါတယ်ရှင်။